လူကိုချိန်တိုတွင်းတဲ့ဒေးစီနိုင်တဲ့ကမ္ဘာအစိတ်ပြင်းဆုံးတဲ့ကြောက်စရာကောင်းဆုံးမွေမျိုးစိတ်များမင်္ဂလာပါ The Bomb Store ကနေကြိုဆိုပါရီမွေရီဆိုရာကကမ္ဘာဘကတက်ရှိတက်တဝါရီတဲကမှအနည်းအရှိဆုံးကြောက်စရာကောင်းဆုံးတက်ရှိမျိုးစိတ်တွေဖြစ်ပါရီဒါရီဒီမကသေးပါဘူးတချို့မွေမျိုးစိတ်တွေတဲမှဆိုရင်တော့လူတစ်ယောက်ကိုမိနစ်ပိုင်းတွင်းတဲ့ဒေးစီနိုင်တဲ့ပြင်းထန်လွန်းတဲ့အစိတ်မျိုးကိုလည်းပိုင်းဆိုင်ထားကြတာပါ ဒီနေ့ဗီဒီယိုမှာတော့တင်ရောင်လို့တော့မှအနာတော်မကက်တဲ့နဲ့အစိပ်ပြင်းဆုံးမွေမျိုးစိတ်၅မျိုးချောင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါရီနံပါတ်9 Bandicrive Bandicrive ဆိုတဲ့မွေတွေကရှေးတောင်အာရှတစ်ခွင်မှာတွေ့ရနိုင်ပြီးတော့အင်မတန်ကုန်မှအစိပ်ပြင်းတဲ့မွေမျိုးစိတ်တွေဖြစ်ကြပါရီ Bandicrive တွေရဲ့အကြောင်းကအမဲဝါကွက်ကြားတွေနဲ့ဖွဲ့စည်းထားတာပါ Bandicrive တွေရဲ့အစိပ်ကကိုက်လိုက်ပြီးဆိုတာနဲ့အယုံကြောတလျှောက်မှာလေးမြန်စွာပြန့်နှံ့သွားပြီးတော့မိနစ်ပိုင်းအတွင်းမှာပဲအတက်ရှူကြက်တာနဲ့အကြောတစ်ခုလုံးတေးသွားတာက အပြင်ဘော်ကိုချက်ချင်းတည်းလေးလဲကျစေနိုင်ပြီးတော့နိုင်ဝက်လောက်တွင်မှရေပေါ်ကုသမှုမခံယူဘူးဆိုရင်တော့အသက်ကိုပါဆုံးရှုံးသွားနိုင်တာဖြစ်ပါရည်။နံပါတ်၄ King Cobra King Cobra ဆိုတဲ့မျိုးဟောက်တွေကအစိပ်ပြင်းဆုံးမျိုးမျိုးစိတ်တွေတဲကမှအရှိလျားဆုံးမျိုးမျိုးစိတ်တွေလည်းဖြစ်ပါရည်။သူတွေကတော့ရှေ့တောင်အာရှဒေသတွေမှာတွေ့ရနိုင်ပြီးတော့လူရီရဲ့အကြောက်ရဆုံးမျိုးမျိုးစိတ်တွေလည်းဖြစ်ကြပါရည်။တကယ်တော်လားပါရည်ဆိုတဲ့မျိုးမော်ပညာရှင်တွေကတော့မှတိုက်ခိုက်ကြလိမ့်ရှိကြပါရည်။ ခင်ကွန်ဘာရောမွေရီယာဆိုရင်တော့လေမြင်စောနဲ့တိုက်ခိုက်နိုင်စွမ်းရှိပြီးတော့သူတို့တွင်းထုတ်လိုက်တဲ့အစိတ်ကလည်းတာမန်မွေရီရဲ့အစိတ်ထက်ပိုများတဲ့ပမာဏကိုတွင်းထုတ်နိုင်ကြတာပါခင်ကွန်ဘာရာတကောင်ရဲ့အကြိုက်ခံရတဲ့လူတစ်ယောက်ကစက္ကန့်ပိုင်းအတွင်းနဲ့အသက်ရှူကျန်လာနိုင်ပြီးတော့အတန်အနည်းဆုံးရှုံးမှုထိပါဖြစ်ပေါ်စေနိုင်တာပါနံပါတ်3 Black Member Black Member ဆိုတဲ့မွေရီကအာဖရိကဒေသတွေမှာတွေ့ရနိုင်ပြီးတော့အာဖရိကရဲ့အစိတ်ပြင်းဆုံးနဲ့ကြောက်စရာကောင်းဆုံးမျိုးစိတ်တွေလည်းဖြစ်ကြပါရည်နမေမော်ရော black လို့နာမည်ပေးရတာက သူရဲ့ခနာကူအယောင်ချောင်းမဟုတ်ဘဲနဲ့သူရဲ့ပစက်တွင်းပိုင်းကအမဲယောင်ဖြစ်နေလို့ပဲဖြစ်ပါရီ Black Memory ကစိတ်ပြင်းဆုံးမွေမျိုးစိတ်တွေဖြစ်ကြပေမဲ့သူတို့ကိုသွားမစားမိဘူးဆိုရင်တော့ Lyric ကိုရှောင်တက်တဲ့မွေမျိုးစိတ်တွေလည်းဖြစ်ကြပါရီဒါပေမဲ့ခမားကဖင်ရပြီးသွားစားမိလိုက်မယ်ဆိုရင်တော့ခမားသက်ရှင်ဖို့ဆိုတာကယာကန်တို့အလွန်ကမှနေပါသွားမှာပါ။ဒါကြောင့်လဲဆိုရင်တော့သူတို့ထုတ်လိုက်တဲ့အစိတ်တစ်စက်၄တောင်မှဒေးရဲ့နှလုံးသွေးကြောတွေကိုတေးစေနိုင်ပြီးတော့မိနစ်ပိုင်းအတွင်းမှာပဲမူလဲနိုင်ပြီးအသက်ရှူတွေချက်လာကအသက်ဆုံးရှုံးသွားနိုင်တာဖြစ်ပါရီ။ နမနစ် Coastal Taipan Coastal Taipan Mori က Australia နိုင်ငံမှာတွေ့ရနိုင်ပြီးတော့ Immigrant ကလွန်ခဲ့တဲ့အစိပ်ပြင်းတဲ့မွေးမျိုးစစ်တွေလည်းဖြစ်ကြပါရည်။သူတို့ကိုင်းပြီးပြီဆိုရင်တော့လွန်ပမာဏများတဲ့အစိပ်တွေကိုတွင်းထုတ်နိုင်တာကြောင့် second ပိုင်းအတွင်းမှာပဲအာယုံကြောနဲ့နှလုံးသွေးကြောတွေဖိတ်ဆို့လာပြီးတော့ all ans နေမှာရည်။ဒီလိုပြင်းထန်တဲ့အစိပ်တွေကြောင့်လူတယောက်ရဲ့အသက်ဟာမိနစ်30အောက်မှနေတိတ်ဆုံးသွားနေတာဖြစ်ပါရည်။နံပါတ်1 Island Taipan Island Taipan Mori ကလည်းပဲ Australia နိုင်ငံကမွေးမျိုးစစ်တွေဖြစ်ကြပြီးတော့ ကမ္ဘာမွေမျိုးစစ်တွေတဲကမှအစိပ်ပြင်းဆုံးမွေမျိုးစစ်တွေလည်းဖြစ်ကြပါရည်။သူတို့ဟာအစိပ်ပြင်းရုံတွေမကဘဲနဲ့သူတို့ကိုင်းလိုက်တဲ့ဒဏ်ရာကနေဒွိထက်တန်ယုံမှုများဖြစ်ပေါ်စေနိုင်ပါရည်။လူတယောက်ရဲ့တက်ကိုဆုံးရှုံးစေနိုင်ဖို့အတွက်သူတို့ရဲ့စစ်တစက်လောက်သာလိုအပ်ပါရည်။အဆိုးဆုံးကတော့ဒီရဲ့မူရီဟာရှက်တဲ့သဘောတဘာဝရှိပြီးတော့အနာလီသွားကက်လိုက်ရုံနဲ့တည်းအသေးကိုက်နိုင်တာဖြစ်ပါရည်။ဒါကြောင့်မလို့ရှက်တက်တယ်ဆိုပြီးတော့သူတို့နားကက်ပြီးတော့ဖင်မယားမိစေပုဂ္ဂိုလ်ကကျွန်တော်ကတော့အကြံပေးချင်ပါတယ်ခင်ဗျာ။